လူငွေတွေနဲ့ဂိမ်းပေါင်း900ကျော် slot ဆော့ပြီးလို့အရေးယူခံရတော့မယ့်ဆရာတော့ဒိုင်ကာဒိုင်ကာမရလူရန်ထားတဲ့ငွေတွေကိုဖျက်ရဲ့ခေါင်း slot ဆော့ပြီးလို့ဖန်စီအရေးယူခံရတာကတော့ဆရာတော်ဓမ္မရာချီဝါနဝံဖြစ်ပါတယ်ဆရာတော်ဟာထိုင်းနိုင်ငံသားခွန်ပတုံပြည်နယ်မှာရှိတဲ့ဘုန်းကြီးเจ้าမှာသတင်းသုံးနေတဲ့ထိုင်းလူမျိုးចောင်းနိုင်ဆရာတော်ပါဆရာတော်ဟာចောင်းကျွော်ဆောင်ဖွဲ့အားဩစာတုံးကចောင်းလူငွေတွေကို၎င်းပန်စင်းနဲ့တို့ပြောင်းထည့်ခိုင်းပြီးတော့ပွဲစားမျိုးသမီးနဲ့ချိန်ဆက်က online လောင်းကစားအကောင့်များဖွင့်က အွန်လိုင်းဖိကစားနည်းနဲ့ slot game တွေကိုလောင်းချိထက်ကစားနေကြောင်းစစ်စေးတွေ့ရှိရဖြစ်တယ်လို့ဆိုရင်ဒါကြောင့်လဲဆရာတော်ကိုထိုင်းရဲတပ်ဖွဲ့တွေကဖမ်းဆီးကလိုဝဲလဲပြီးတော့စုံစမ်းရေးမှုများကညလုံးပေါင်းဆက်လက်ပြီးတော့စစ်စေးမေးမြန်းခဲ့ပြီးသက်ဆိုင်ရာသူကထပ်မံစစ်စေးပြီးတော့တန်ခါကောင်စီနဲ့ဟိနှိုင်းကဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရတာပါခုခါမှာတော့ဆရာတော်ကိုအာဏာပိုင်တွေကအလွဲသုံးစားပြုခြင်းသို့မဟုတ်မယုံမသားအသွင်ပြောင်းခြင်းနဲ့နိုင်ငံတော်တာဝန်တွေကိုမယုံမသားဆောင်ရွက်ခြင်းစတဲ့ဆွဲချက်များဖြင့်တရားရုံးမှာဖာရန်ထုတ်ကဖမ်းဆီးခဲ့တာဖြစ်ပါတယ် ထိုင်းဥပဒေအရဖုံးတော်ကြီးတွေကိုအစိုးရဝန်ထမ်းတွေဖြစ်သတ်မှတ်ထားလိမ့်ဖြစ်ပါတယ်။